ိုဇွဲတို့ဟိုလိုင်းပေါ်မှာဝိုင်းပြီးတော့မှပြောကြတယ်ပေါ့နော်တချို့တွေကနာမည်ကြီးဆယ်လီတွေကတချို့တွေကဝိုင်းပြီးတော့မှပြောကြတယ်အဲဒါ PDF တွေဒီ KNU နေမြေမှာကရင်ပြည်နယ်မှာဆက်ပြီးတော့မှတိုက်မနေနဲ့တော့အသေးမခံနဲ့တော့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ကိုကကိုကိုနေမြေကိုကိုကကိုသွားကြတော့ဆိုပြီးတော့ပြောတဲ့အပေါ်မှာရောကိုဇွဲအနေနဲ့ဗာမှတ်ချက်ပြုကျင်တယ်ပေါ့နော်အဲ့ဒါလေးထပ်ပြောရရင်တော့ ခံယူချက်အသိပညာဘူသူတာနဲ့ဆိုင်တာပေါ့အဲ့တော့ကျွန်တော်တို့ဒီ NLD ပါတီဥဆောင်တဲ့အမေစုဥဆောင်တဲ့ NLD ပါတီမဲဆွယ်တဲ့အချိန်မှာကရင်ပြည်နယ်ကလည်းမဲဆွယ်ခံတဲ့နယ်မြေတွေကတခုလေကျွန်တော်ပြောတာဟုတ်လားမဲဆွယ်ခံတဲ့နယ်မြေတွေကတခုပူးပေါင်းပါဝင်ခဲ့တဲ့နယ်မြေတွေကတခုကျင်းတည်တာတခုကတော့သူတို့အဖွဲ့အစည်းတွေမူဝါဒတွေဘလို့ပဲရှိနေပါစေကရင်ပြည်နယ်လူထုကတော့ဒီစစ်အုပ်ချုပ်မှုအောက်ကလွတ်ချင်တယ်ဆိုတဲ့ဆန္ဒကကျွန်တော်တို့ကမြင်လဲမြင်ရတယ်တွေ့လဲတွေ့ရတယ်ကြားလဲကြားရတယ်သိလဲသိရတယ် အဲ့တော့ကျွန်တော်တို့ကပထမအိုးဆုံးတောခိုတဲ့အချိန်မှာလဲဟိုကျွန်တော်တောဒကင်ဘီနယ်ကိုရောက်လာရတယ်ပေါ့နော် ရောက်လာတယ်ကျွန်တော်တို့ဟိုဝတ်ထဲကိုတစ်ခုနဲ့ရောက်လာတယ်အဲ့တော့ဟိုပေးတာကန်းတာတွေတော့မရှိပေမဲ့ကိုပါကိုယုံကန်ရတာပေါ့နော်အဲကိုပါကိုယုံကန်ရပေမဲ့လဲခုနပေါ်တယ်လို့ပေါ့အဲ့တော့ကျွန်တော်တို့ကဒီအာနာသိမ့်မှုဖြစ်စဉ်ဖြစ်သွားတဲ့အပေါ်မှာရှင်းရှင်းပြောရရင်အာနာသိမ့်မှုဖြစ်စဉ်ဖြစ်သွားတဲ့အပေါ်မှာဒီတိုင်းသားလက်နက်ကိုင်တွေအနေနဲ့လူမျိုးစုကိုအခြေပြုတယ်ဆိုရင် तू อ่ะเบอโซยอ่ะเบตะตะ तू ตะขုံย่าแม้อุสุเเละมาป่ากินอ่ะเลยအဲ့တော့ KNU တို့ဆိုတာကစစ်ကောင်စီရပဲနိုင်ငံရေးဥဆောင်ပါစေဟို NLD ကဒီဒီ NLD ပေါ့အဲ့အချိန်မှာ NLD အစိုးရကနိုင်ငံရေးဥဆောင်ပါစေသူကတခုံရမဲ့အမျိုးသားဖြစ်တယ်ပေါ့ဒါပေမဲ့အဲ့အချိန်မှာ KNU ကတော့လူထုကို အခြေပြုပြီးတော့မှဒီကျွန်တော်တို့ NLD နဲ့ဒီအခုဖြစ်လာတဲ့ UNG နဲ့အတူယက်တီခဲ့တယ်ပေါ့နော်ယက်တီခဲ့တဲ့ယက်တီပြီးတော့မှ ဒီလူတို့အခြေပြုတော်လန်ရေးကိုရွေးချယ်လိုက်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကနေတာဖြစ်တယ်။အဲ့တော့ KMU အနေနဲ့လူတို့အခြေပြုတော်လန်ရေးကိုမလုပ်တော့ဘူးဆိုရင်ကျွန်တော်တို့လည်းချက်ချင်းထွက်သွားမှာပါ။ဟုတ်လား။အဲ့တော့ KMU အနေနဲ့လည်းလူတို့အခြေမြုအခြေပြုတော်လန်ရေးလုပ်နေတာလည်းဖြစ်တယ်။အဲ့တော့ဌာနဆိုင်ရာအားနည်းချက်တွေကတော့ပြုပြင်ရမှာဖြစ်တယ်။အဲ့တော့ကရင်အဖွဲ့အစည်းတွေရှုံနေခြင်းကလည်းခုနပြောသလိုပေါ့။တချို့ကလူတို့အခြေပြုကိုလှုပ်ချင်တယ်။တချို့ကတော့ဟို ဘယ်သူနဲ့ပဲဆွေးနွေးနွေးငါတို့တခုံရပြီးသားဆိုတဲ့စိတ်သက်ရှိတဲ့သူတွေလည်းရှိတာပေါ့အဲအဲ့ဒီမှာကျွန်တော်တို့နဲ့အတူတူရင်ဆိုင်တဲ့သူကိုကျွန်တော်တို့ကဘာလို့စွန့်ခွာပြီးထွက်သွားစရာအကြောင်းရှိရမှာလဲပေါ့အဲ့တော့သူတို့ကလူတို့ကိုအချိန်မပြူတော့ဘူးဆိုရင်တော့ကျွန်တော်တို့လည်းဒီနေ့အချိန်မပြူနောက်နေ့ညှိနှိုင်းပြီးထွက်သွားမှာပါကျွန်တော်ပြောတာနောက်တစ်ခုကကျတော့ကျွန်တော်တို့ကနေတဲ့အချိန်မှာလည်းဒီတိုင်းပေါ့လို့ပဲသာနေကြတာမဟုတ်ပါဘူးကျွန်တော်တို့ PDF ဖြစ်ခဲ့တဲ့အခါမှာလည်း Joint Operation Command GOC ဆိုတဲ့သဘောတရားနဲ့ နှစ်တက်တစ်တက်ပေါင်းပြီးတော့မှနေကြတာပေါ့အဲ့တော့ဒီဌာနဆိုင်ရာမပြေလည်မှုတွေကတော့ရှိလားမရှိလားပို့တိုင်းမှုရှိလားမရှိလားတော့လူလူချင်းဆိုတော့အနေငယ်တော့ရှိကောင်းရှိနိုင်တာပေါ့ဒါပေမဲ့ကျင်းတည်တာတခုကတော့ KMU လဲလူတို့ကိုအခြေပြုနေတယ်လို့ကျွန်တော်တို့ကလည်းလူတို့အခြေပြုနေတာဖြစ်တယ်ကင်းပြည်နယ်မှာရှိတဲ့လူတို့ကလည်းစစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ခြင်းလို့မဲပေးထားတာရှိတယ်အဲ့တော့ကျွန်တော်တို့ကဟိုဒီနေရာကလက်မတာနိုင်ပါဘူးတိမ်ထူတယ်ဆိုတော့ထွက်သွားစရာတော့မလိုဘူးလို့ထင်တယ်အဲ့ဒါကစစ်သားလည်းမဆန်ဘူးယောက်ျားလည်းမဆန်ဘူး တော်လည်းသမားလည်းမဆန်ဘူးလို့ထင်တယ်အဲ့တော့စစ်ကောင်စီဘက်ကပါတဲ့သူကတော့ကိုယ့်ရန်သူပဲပေါ့ကိုနဲ့တူတူလူလူခြေပြုလုပ်တဲ့သူကတော့ကိုယ့်ရဲ့မိတ်ဆွေပဲပေါ့အဲ့တော့မိတ်ဆွေရန်သူကွဲကွဲပြားပြားရှိတာပေါ့ဟုတ်လားအဲ့တော့မိတ်ဆွေရန်သူကဘယ်လောက်ထိကွဲပြားတယ်ဆိုတိုက်ပွဲထဲမှာသိရမှာပေါ့နော်စကားတွေနဲ့ပြောရင်အားတွေညောင်းတယ်နော်တိုက်ပွဲထဲမှာသိရမယ်ကျင်းစီတာတခုကတော့အဲ့တော့နောက်တော့ဘာလဲဆိုတော့ဒီလက်နက်ကင်အားလုံးကြီးလဲနိုင်ငံရေးကိုအခြေပြုပြီးလက်နက်ကင်ထားတာဖြစ်တဲ့အကြောင်းမို့ဘယ်အစိုးရတက်လာတက်လာဆွေးနွေးရမယ့်အထဲမှာပါတယ် ဒါပုပ္ပလင်းလင်းပြောပြတာအဲ့တော့ကျွန်တော်တို့ကစကားပြောသင့်တဲ့အချိန်ပြောမယ်ပြည့်စင်တဲ့အချိန်ပြည့်မယ်ဒါကျွန်တော်တို့မှာအလုပ်ရှိတယ်နော်အဲ့တော့အဲ့ဒါကိုဟိုအဝေးကကျွန်တော်တို့လုပ်နေတာကနိုင်ငံအရေးလုပ်နေတာဟုတ်လားအဲ့တော့ကျွန်တော်တို့ပြောရမယ့်အချိန်လေးရှိတယ်ပြည့်ရမယ့်အချိန်လေးရှိတယ်ချိန်သေးတာတခုကကိုတီဆောက်ချင်တဲ့ goal ကို roadmap အတိုင်းဖျောက်ဖျောက်တန်းတန်းသွားနေဖို့ပဲလိုတယ်လို့ကျွန်တော်ထင်တယ်ပြီးရင်ကင်းရင်ပြင်းနေဆိုတာလည်းပြည်တော်စုနေမြများတဲ့ကတခုမဟုတ်ဘူး ဲ့တော့ပြောပြချင်တာကအဲ့ထွက်ဝါပါကရင်တွေကဘာဖြစ်နေညာဖြစ်နေပြောရဲလူတွေကကျင်းသေးလားကရင်တွေကိုနိုင်ငံတကာနိုင်ငံပေးမယ်လို့သူတို့အဲ့ဒီထွက်သွားလို့ပြောတဲ့သူတွေပြောလိုက်ရင်ကျွန်တော်တို့လည်းကရင်နိုင်ငံမှာမနေချင်းထွက်သွားမယ်လေချက်ချင်းအဲ့တော့သူတို့လည်းသူတို့နိုင်ငံဖြစ်မယ်ဆိုရင်သူတို့လည်းတမျိုးစဉ်းစားရစဉ်းစားမှာပေါ့ အော်အော်နိုင်ငံရေးအင်အားစုတွေကလူမှုအခြေပြုပြီးပြည်တော်စုနဲ့တွဲကျင်တာရှိတယ်မတွဲကျင်တာရှိတယ်ကျင်းသေးတာတခုကတော့ KMU အခုချိန်ထိပြည်တော်စုကနေခွဲထွက်မယ်ဆိုတဲ့စကားလည်းတခုမှမပြောဘူး UNG နဲ့လက်တွဲမယ်ဆိုတာကိုလည်းမကြခင်မှာကြေညာထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ကတော့ဟိုကိုဘယ်လန်းကိုရှောက်နေလဲဆိုတာကိုသိတယ်နောက်တစ်ခုကကျတော့ကိုကိုကဘယ်ဟာရိုမက်ကဘယ်ဟာဆိုတာသိရင်စိတ်သက်သာလည်းမလို့ဒီလိုစကားတွေလည်းပြောစရာလည်းမလို့ဘူး ဲ့တော့စုစည်းမှုကိုဖြိုဖျက်နေတာကလည်းစကားစားအကြိုက်ဖြစ်တယ်ခုနကျွန်တော်ပထမပြောတဲ့စကားလို့ပေါ့6800မရဘဲနဲ့စကားစားမလုံနိုင်တဲ့အလုပ်တွေကိုဝိုင်းမလုံကြပါနဲ့လို့ပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့လက်ရှိဒီနေပါဒါအမျိုးမျိုးပေါ့နော်အမျိုးမျိုးအပြောခံရတယ်ပေါ့ပထမတစ်ချိန်ဒါကိုယ်စွဲဆိုလို့ရှိရင်ဒါတောက်လျှောက် တိုက်ခိုက်ခံရတယ်ပေါ့နော်ပထမချင်းကောရီကဆုတ်လာတော့လေဒါဟိုဆုတ်လာခဲ့တဲ့အချိန်မှာလည်းအချိန်နေအရရကြောင့်ဆုတ်လာခဲ့တယ်ဆိုပေမဲ့လည်းကျွန်တော်ဝိုင်းပြီးတော့မှပြောကြဆိုကြတယ်ပေါ့နော်နောက်တစ်ခုကဒါ NUG အောက်ကနေထွက်ပြန်တော့လေတခါတခါပြောပြန်တယ်ပေါ့နော်ပြီးတော့နောက်ဒီဘက်မှာဒါဗိုလာဘောတို့နဲ့တွဲပြီးတော့မှ view 32မှာ တွဲပြီးတော့မှကျွန်တော်တို့ဥက္ကဋ္ဌတို့အခုအခုဆိုလို့ရှိရင်ဒါဟောလေးစခန်းကိုဒါဝိုင်းရပိတ်ဆို့တာတွေပါတယ်ဝိုင်းပြီးတော့မှလုံနေပေမဲ့လေဝိုင်းပြောနေကြတော့မယ်ပေါ့နော်ဟာဒီဘူဘီရက်ကမွေးထတာတို့ဒီဂီဘီရက်မွေးထတာတို့အဲ့လိုမျိုးဟိုလူကမွေးထတာဒီလူကမွေးထတာပြီးရင်ဒါဘန်ကောက်သွားတာနဲ့ပတ်သက်ပြီးတော့မှလေဒါဝိုင်းပြီးတော့မှဆန္ဒပြောလို့ပေါ့နော်6800မရဘဲနဲ့ ကိုဖုံးကိုဖုံးနဲ့ကိုပေနဲ့နော်ကိုကိုရဲ့လျှက်စင်းမီးနဲ့ကိုရဲ့အချိန်လေးကနေပေးပြီးတော့မှလိုက်ပြီးဝေဖန်နေတဲ့လူတွေလည်းရှိတယ်ပေါ့အဲ့တော့ကိုစွဲအနေနဲ့ကဒါဟိုပြောပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒါခံယူချက်ကောင်းတဲ့လူတယောက်မို့လို့ပေါ့နော်မဟုတ်လို့ရှိရင်ဒါဟိုကျွန်တော်တို့ဆိုရင်တော့ဒါပြိုလဲသွားတာကြာပြီလို့တော့ပြောလို့ရတယ်ဗောနော်စိတ်ဓာတ်တွေကြာပြီတော့မှာအဲ့တော့နိုင်ငံရေးခံယူချက်ကကိုယ်စွဲနေတဲ့နိုင်ငံရေးစီးရေးခံယူချက်ကဘယ်လိုရှိလဲဆိုတဲ့ဟာလေးနည်းနည်းပြောပြပေးပါဦး အော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါနိုင်ငံရေးခံယူချက်မပြောခင်မှာကျွန်တော်ရည်စရာလေးတစ်ခုတော့ပြောအောင်အဓိကကျွန်တော်ရဲ့ရုပ်ရည်နဲ့ဆိုင်တာပေါ့သိတာဘာလို့ဆိုတော့ကျွန်တော်တို့ကရုပ်ချိုးတော့အဲ့လိုတသားနာနာအများနဲ့နေတယ်လို့အဲ့လိုမျိုးအဲ့လိုမျိုးထင်ကြတာပေါ့နောက်တစ်ခုကတော်လန်ရေးမှလည်းကျွန်တော်လည်းတော်တော်ချမ်းသာနေပါပြီဟိုအိမ်နေလည်းမနှဲတော့ပါဘူးကားတွေလည်းမနှဲတော့ပါဘူးနာရီတွေလည်းမနှဲတော့ပါဘူးတော့နောက်တစ်ခါကျတော့အလင်းဝင်တဲ့အဖွဲတွေလည်းတော်တော်များနေပါပြီ။ဒါကကျွန်တော်ကခဏနေ DKB ရောက်လိုက် BGA ရောက်လိုက်စစ်ကောင်စီကြီးလက်နက်ချလိုက်အဖမ်းခံရလိုက် တေသွားပြီးပြောလိုက်ရဲဘော်တွေရောင်းစားတယ်ပြောလိုက်တယ်ဆိုတော့ကျွန်တော်ကတော့ဟိုပြောရအောင်အိန္ဒိယကားထောင်ရှည်လွန်းပါတယ်နှစ်ဘွားကလဲစားတွေမဟုတ်15ဘွားလောက်ရောက်နေပြီပေါ့နော်အဲ့တော့ဟိုပြဿနာမရှိပါဘူးဒါကကျွန်တော်ကိုပြောတဲ့ပုံမှာတော့ပြဿနာမရှိပါဘူးအဲ့တော့ကျွန်တော်တို့ကဟိုတော်လည်းလို့ဥအချင်းရဲ့အကြောင်းရင်းခုနပြောသလိုစီးရီမန်ချန်နိုင်ငံရီမန်ချက်ဆိုတော့အဲ့တော့ကျွန်တော်တို့ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေပေါ့ ဂျက်စစ်ဆိုးကြဆိုတာထက်ပြည်သူကကိုအိတ်တက်မတော်သားတွေတပ်ဖွဲ့ဝင်တွေအဲဂိုးပေါ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီတိုင်းပြည်မှာခိုင်မာတဲ့နိုင်ငံသားကိုဒုံကြုံမှုကာကွယ်မှုတိုးတက်စေသောဒီပါတဲ့ constitution တခုခိုင်ခိုင်မာမာပေါ်ပေါက်လာပြီးတော့အဲ့ဒီ constitution ရဲ့အောက်မှာလွတ်လွတ်လပ်လပ်မြတ်မြတ်တတနေရဖို့ကကျွန်တော်တို့ရဲ့ goal ဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒီ goal ကိုရောက်ဖို့အတွက်ကျွန်တော်တို့က road map ပေါ့ လမ်းပြမြေပုံအမျိုးမျိုးနဲ့သွားရတာပေါ့အဲ့တော့အဲ့ဒီလမ်းပြမြေပုံကိုကျွန်တော်တို့ကဟိုအဒါပဲဆိုတဲ့ပုံစံမျိုးတော့သွားလို့မရဘူးကမ္ဘာနိုင်ငံကြီးကဘယ်လိုရှိလဲအမြန်မာနိုင်ငံကြီးကဘယ်လိုရှိလဲတိုင်းသားတွေကသဘောထားကဘယ်လိုရှိလဲဆိုတာကိုအများနဲ့နားဆွနားထောင်ပြီးတော့မှဒေါ်လာကြီးအစမှပြောခဲ့တဲ့ B water ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကပန်းနိုင်ရအောင်စီးစင်းရမယ်ဒါပေမဲ့တိုက်ခိုက်ဖြိုဖျက်ပြီးစီးစင်းတဲ့နေရာမှာတိုက်ခိုက်ဖြိုဖျက်ပြီးစီးစင်းမယ်ကိုယ်ဝိုက်စီးစင်းတဲ့နေရာမှာကိုယ်ဝိုက်ပြီးတော့မှစီးစင်းသွားမှဖြစ်တဲ့အကြောင်းကိုကိုယ်လုတ်အဲကျွန်တော်တို့ကိုသိပါတယ်ပေါ့ဟုတ် အဲ့ဒါကြောင့်မို့ဘာတွေပဲပြောပြောစိတ်သက်မကြပါဘူးကွာဟုတ်ကဲ့ပါကိုယ်စားဟုတ်ဒါအခုလို့ပြေးပြေးဆုံးဆုံးဖြေကြပေးတဲ့အတွက်လည်းဒါကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်နောက်ဆုံးတစ်ခုမေးချင်တာကတော့ဗောနော်ဒါအာရှလန်ပြန်ဖွင့်ဖို့အတွက်ဘတ်တန်800ဒေကခွဲတန်းဘယ်လောက်ရလဲ